ုတ်ကျောက်တန်းကိုမြင်လာပါဘူးအဲဒါကကျွန်တော် mouse အဲဒီမှာပေါ့နော်ဒါက mouse တက်ထားတယ်ဆိုတာကျွန်တော်ဒီခေါင်းမလို့တော့မလို့အခုကျွန်တော်ဆံပြမလို့ဒီမှာ audio jack ပေါက်ကအစိမ်းပေါက်လေးမှထိုးတယ် HDMI ပေါက်တွေထားတယ်ပြီးရင်ဒီမှာဟိုစား power jack တက်ထားတယ်ပေါ့နော်ကျွန်တော်ဒီ mouse power တက်ထားတော့အခုပြီးရင်ကျွန်တော်အခုရဲ့ဒီ bluetooth dongle နဲ့ကျွန်တော်ဆံပြမှာမလို့ပေါ့နော်ကျွန်တော်အခုဒီမှာဆက်ဖွင့်လိုက်မယ်ပေါ့ Okay ါဆက်ကဖွင့်လိုက်တာနဲ့ဒီဆက်မှာကျွန်တော်တို့အော်တိုလွှင့်ပေးထားတဲ့ my bip ကိုသွားချိန်မှာဒါလောလောဆယ်ပေါ့နော်ဒါအခုအဲ့ဒါလေးအရင်ဆန်းပြမယ်ပြီးမှအခုဟိုကပိတ်ပေးပါဆိုတော့ကျွန်တော်ပိတ်ပေးမှာပေါ့ဒါကိုဘကိုပြန်ဖွင့်လို့လည်းလွယ်ပါတယ်ဒီညာလေးကြည့်နေပါတော့ဒါအခုဆက်ကပွင့်လာပြီ ပြန် mind player အခုကလက်ရှိဒီဖုန်းကကျွန်တော်အိမ် wifi ကိုချိန်ထားတာခဏနေဒီမှာ mind player ep ဆိုတာပေါ်လာလိမ့်မယ်အကြံ refresh လေးလုပ်လိုက်ပါတော့ထရှာလိုက်ဒီမှာပေါ်လာပြီနော် mind player ep ဆက်ကလည်းပွင့်နေဒီမှာ mind player ep 90ကဒီမှာ mind player ep ကိုခုနလုပ်နေတယ် ဝေး connect ဒါဆိုရင် connect ဖြစ်သွားပြီ။သူကဆက်ကဆိုတော့ internet မရှိဘူး။ကျွန်တော်ဒီမှာဆက်မှလည်း wifi ပါလေ။ဒါကကျွန်တော် mouse တက်ထားတော့အခုကျွန်တော်ပြီးရင်ပြန်ချိတ်ပြပေးပါမလို့လေ။ဒါအခု player တက်လာပါမယ်။โอเคဒါဆိုရင် player ဒီမှာတက်လိုက်ပါတော့။ဟုတ်ပြီဟိုမှာကြွာလဲပေါ်နေပြီ။ကျွန်တော် တကယ်ဆိုတော့အခုဖုန်းနဲ့ကြူရရရမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ connected ဖြစ်ပြီးဟေးဆိုရင်ကျွန်တော်တို့က remote အလေးကိုဖွင့်လိုက်မယ်ဒါကကျွန်တော်တခါချိန်ထားတာမဟုတ်လို့ကျွန်တော်ဒီ address နဲ့မှတ်မိနေရပေါ့ play button လေးနှိပ်လိုက်လို့ရှိရင်ဒီမှာဒီ set ထဲမှာကျွန်တော် playlist အရန်ထည့်ထားတဲ့ကြူထည့်ထားတဲ့တပုတ်ပေါ့နော် play နေတာဟုတ်နော်ဒါဆိုလောတဲ့အခုက sound box ကထွက်နေတာကျွန်တော်ပြီးရင်အခုရဲ့ဟို bluetooth တုံ့ပြန်နဲ့ကျွန်တော်ဆန်းပြပေးမယ်ပေါ့နော်တချင်းရှာမယ်ဟေးဆိုဒီမှာ search button လေးနှိပ်မယ် မြန်မာတချင်များနဲ့လည်းမယ်ဟုတ်ပြီနော်ဒီမှာမိုးသူဆိုမိုးသူပေါ့နော်ဒါဆိုရင်မိုးသူတချင်နဲ့ကြာလာဟုတ်ပြီနော်ဒီမှာကျွန်တော် play ပြမယ်ဟုတ်ပြီနော်ဒါကဆက်က wifi နဲ့ချိန်တာတကယ်လို့အကူကအိမ် wifi နဲ့ပြောင်းချိန်မဟေးဆိုရင်ကျွန်တော်ကဒီမှာ mouse လေးကိုနှစ်ချက်နှိပ်လိုက်ရဲနှစ်ချက်နှိပ်လိုက်ရဲ mouse pointer လေးမြင်ရပြီပေါ့နော်ကျွန်တော်ကဒီမှာ number အောက်ချင်၄ round ကွက်လေးတွေ့လာမိပြီပေါ့ ်အလေးတောင်းကွက်လေးကိုနှိပ်လိုက်တဲ့ဟေးဆိုရင်သူကအဖူးဆက်ကွင်းဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကလက်ရှိ wifi တစ်ခု network တစ်ခုပြောင်းနေပေါ့နော်ဒါကကျွန်တော်အိမ် wifi ကိုချိန်မယ်အိမ်အိမ် wifi ကိုချိန်လိုက်မယ်ကိုနက် automatically ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အိမ် wifi ကိုချိန်လိုက် network တစ်ခုပြောင်းပြီဆိုတာနဲ့ကျွန်တော်တို့ကအဲကျွန်တော်တို့ဒီ player ရဲ့ server ကိုလည်း error renew လုပ်ပေးဖို့လိုတယ်အဲ့တော့ဆက်ကလွှင့်ထားတဲ့ API ကိုကျွန်တော်ဒီမှာပြေးလိုက်မယ် ဒါကပြီးရင်တော့ဟိုမလိုအပ်ဘူးဆိုရင်ကျွန်တော်ဖိတ်ပြီးလိုက်လို့ရတယ်ပေါ့နော်။ဒါအခုကြုံတော့မလို့ဖိတ်လိုက်မယ်။ဒါဆိုရင် Emperia AB ပျောက်သွားတယ်တို့လား။ဖိတ်လိုက်ပြီဆိုရင်ဒီမှာ connection လွတ်ဖြစ်။ဟာကြီးအဲ့တော့ကျွန်တော်ဒီမှာ local server မှာဒီ home wifi နဲ့ကျွန်တော်က server address ကိုအတိတ်ပြန်ယူမယ်။ register server ဒါဆိုရင်သူ server address အတိတ်ထွက်သွားပြီ။မတူတော့ဘူးနော်။အဲ့တော့ကျွန်တော်တို့ကဒီမှာ သူ့ရဲ့ address က1116ပေါ့နော်ကျွန်တော်တို့ကဒီမှာ1116ဆိုပြီးမှတ်ထားတာမရှိဘူးတကယ်ဆိုအစ်တက်လုံတော့ရတာပေါ့အဲဆိုအခုကြီးမှာတော့ဒီမှာ delay list ကိုမရှိဘူးမေးလိုက်ကျွန်တော်ဒီမှာအပောင်းလေးအကျူအလေးကိုနှိပ်လိုက်ပြီးရင်ဒီမှာကျူအလေးစကန်လုပ်လိုက်မယ်ပေါ့နော် Okay ထွက်လာပြီဒါဆိုရင်ကျွန်တော် A Wi-Fi နဲ့ကျွန်တော် connect လုပ်တာပါမလေးဟုတ်ပြီနော်ပြီးရင်ဒီ AI internet ရတဲ့အတွက်ကျွန်တော်တို့ကဒီမှာ cell phone ဒီဘက်မှာဒါဆိုရင် YouTube ပေါ့နော် ယူယူနေပြီးတော့ဒီထဲမှာ YouTube ဟာတစ်ချိန်နေရှာလို့ရပါတယ်အဲဒါ YouTube ကဖြစ်ပါတယ်ဗောနော်ဒါကျွန်တော်အခုစမ်းဖွင့်ပြမယ် Play now ဒါဆိုရင် internet လိုပါတယ်သူကနော်ခဏတော့ဆောင်းပြပေါ့ဒီလုပ်တယ်ဒါကကျွန်တော်ဆက်ခွင့်အခုအချင်းပြတာဗောနော်ဒီကလည်း computer အတိုင်းပဲဗော ဟုတ်ပြီနော်ဒါ YouTube ကဖွင့်ပြတာဖြစ်ပါတယ်โอเคဒီမှာကျွန်တော်ဒီမှာ၄တောင်းကွက်လေးဖူးဆက်ကွန်လေးပြန်နှိပ်လိုက်ရင်ရသွားပြီဟုတ်ပြီနော်ဟိုကျွန်တော်အခုရဲ့ USB ဒုံငယ်လေးနဲ့ကျွန်တော်ဟိုကလုတ်ပြပေးမှာဗျာကျွန်တော်ပြန်ကျင်းလိုက်မယ်နာလာကံပြီးတော့ရရရပြီ ရောကြီးကတက်လိုက်မယ်ဒါဒါကျွန်တော်ဟုတ်နော်ရောကြီးကတက်လိုက်ပြီဒါကျွန်တော်ကျိုးကျိုးဟိုဖြစ်သွားတယ်ကျွန်တော်ဒီမှာ audio ကျိုးကိုကျွန်တော်ဖြုတ်လိုက်တော့မယ်နော်ဒါကကျွန်တော် audio ကျိုးဖြုတ်လိုက်တာနဲ့ဘေးရင်စပီကာလာတယ်ကျွန်တော် amplifier မှာ bluetooth ဟိုဟာလေးကိုကျွန်တော် bluetooth မဟုတ်လေးချိုးလိုက်အောင်ဒီ bluetooth okay ဒီ bluetooth stand မှာဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဲဒီနေရာမှာ bluetooth device ဆိုတဲ့နေရာမှာ show show device ဆိုတဲ့နေရာမှာရှာလိုက်မယ်ပေါ့နော် bluetooth okay ဒီမှာ PD speaker ဆိုပြီးပို့ပြီကျွန်တော်ဒီမှာ connecting လုပ်နေပြီဟုတ်ပြီနော်ဟုတ်ပြီနော် ော့ဆိုရင် Bluetooth ကနေသူဟိုကချိတ်သွားဖြစ်ပါတယ်ဒါအခုရဲ့ Bluetooth ပါနော်ငနေနဲ့တိုင်ချက်ပြပြီကျွန်တော်ဟုတ်ပြီနော်ပြီးရင်အခုကျွန်တော်အခုရဲ့ USB ကိုကျွန်တော်ဖြုတ်ပြဖြုတ်လိုက်တော့မနော်တွေ့နော်ဟုတ်ကဲ့ကျေးဇူးပါ